အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေခြေဆိုင်တဲ့နေပြည်တော်မှာ စစ်ကောင်စီရဲ့မျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကဥဆောင်ပြီးငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးခေါင်းဆောင်တဲ့ဇွန်လ25ရက်နေ့ကနေ28ရက်ထိကျင်းပနေပါတယ်ငြိမ်းချမ်းဖို့လားနိုင်ငံတကာပညာရှင်များသက်ဆိုင်ရာဖွဲ့စည်းပွဲတွေပုဂ္ဂိုလ်များပူတဲ့ပါဝင်တဲ့အောင်ဆွေးနွေးကြတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ငြိမ်းချမ်းရေးတွေ့ပေါင်းမှုဆောင်ရွက်မှာရေပန်းရေးတွေ့ပေါင်းဆောင်မှုမှာထူးခြားတဲ့သမိုင်းပတ်တဲ့အဖြစ်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ပြောချင်ပါတယ် စစ်အာဏာရှင်အမြင့်ပြည့်ရေးတော်လှန်တိုက်ခိုက်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေမပါတဲ့ဆွေးနွေးပွဲဟာလက်တွေ့နဲ့ကင်းကွာနေတာကြောင့်အတိတ်ပဲမရှိဟန်ပြတက်တက်တာဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေဘက်ကတုံ့ပြန်ပြောဆိုပါတယ်။တပ်တော်ကောင်ဆွေးနွေးတာတွေကဟန်ပြပဲလေနော်။လက်ရှိမြန်မာရေခဲကိုကျွန်တော်ကြည့်လိုက်လို့ရှိရှင်အတိတ်ပဲမရှိဘူးပေါ့နော်။ကျွန်တော်တို့ကတော့နိုင်ငံကိုပြန်လဲတိဆောက်ဖို့အတွက်ကအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကနေတင်ပေါ်မယ်။ဖွဲ့စည်းပုံတိတ်တာနေပေါ်မယ်။ဆိုတာတွေကိုမလုံနိုင်ပြီပဲနဲ့ ဒါတွေကတော့ဒီခင်းချင်းနေရာတော့ကျွန်တော်တို့အတိတ်ပဲရှိဘူးပေါ့နော်။တုံးရတာပြုလုပ်တဲ့ငင်းငယ်ဖွယ်ရန်ဖွင့်ပွဲမှာတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိချင်းလည်းတက်ရောက်ခဲ့ပါဗျ။ဒါအပြင်အပြည့်ရဲ့ NCA မထိုးရတဲ့လက်နက်ကိုင်အင်အားကြီးတပ်တွေဖြစ်တဲ့ဝမိုင်းလာနဲ့ SSP ကကိုယ်စားလှယ်လည်းတက်ရောက်ပါဗျ။မြန်မာပြည်ရင်းပြည်ပကမှာအဓိကပါဝင် ပတ်သက်နေတဲ့အင်အားစုတွေကိုခြံခဲ့ပြီးတက်ဆိုင်သူတွေမပါဝင်တဲ့ငင်းငယ်ရေးဖွံ့ဖြိုးတမ်းလို့နိုင်ငံရေးတိုင်ဝမ်မှာတော့ဝေဖန်မှုတွေရှိနေတာပါ။ အနာသိန်းစစ်ကောင်စီအနေနဲ့အမှန်တကယ်ငြင်းငြိမ်းလိုခြင်းလက်ရှိထိုးစစ်တွေကိုရပ်ပြီးအနာသိန်းမှုနောက်ဆက်တွဲအမှားတွေကိုတာဝန်ယူဖြေရှင်းမှသာလက်ရှိပြဿနာတွေကိုပြေလည်နိုင်မယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကတုံ့ပြန်ပါတယ်။သူတကယ်ငြင်းငြိမ်းကိုလိုခြင်းနဲ့ဆိုရင်သူထိုးစစ်တွေကိုရပ်လိုက်။အချင်းရက်ကျွန်တော်တို့လောက်တာမှားပါတယ်အနာသိန်းတာလည်းမှားပါတယ်ကျွန်တော်တို့ခေတ်ဆက်ဆက်တိုင်းမှာဗိုလ်ချုပ်ဆန်တီထောင်ခဲ့တဲ့တပ်တွေကိုကျွန်တော်တို့တလက်ကင်ဖြစ်နေကျွန်တော်တို့အာဩစာအနာဖြစ်တလက်ကင်တုံးမှုကျွန်တော်တို့သိနေကျွန်တော်တို့မှားပါတယ် ဟုတ်ပြီနော်ကျွန်တော်တို့တက်ကအခုဖက်စစ်တက်ဖြစ်နေပြီကျွန်တော်တို့တခြားလူမျိုးတွေပေါ်လဲကျွန်တော်တို့မတရားရုံမှာရိုင်းစားခဲ့ပါတယ်ဟုတ်တယ်ကျွန်တော်တို့ဝင်ခံပါတယ်ကျွန်တော်တို့အမှားဝင်ချတောင်းမှန်ပါအဖြစ်ပေးရင်းယူခံတဲ့လူတွေသူတို့ထိုက်တန်တဲ့အဖြစ်တွေကိုခံယူပြီးသွားရင်နော်ထိုးစစ်တွေလဲချလိုက်ရင်တော့အဲ့ဒါဆိုတော့တမျိုးဖြစ်ဖြစ်မယ်ငញ្ញန်ရေးဆွေးနွေးပွဲတွေကို Peace Forum 2025မှာတော့စစ်တပ်အာဏာသိမ်းမှုကိုလက်မခံဘဲရရလက်နက်ဆွဲကင်တော်လှန်နေကြတဲ့အဖွဲ့တွေအတိုက်ခံနိုင်ငံရေးအင်အားစုတွေနဲ့လက်ရှိတိုက်နေတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေမပါဝင်ဘဲဆွေးနွေးနေကြတာဖြစ်ပါတယ်။ ဒီဖိုရမ်ကိုနိုင်ငံတချို့ကတန်တမန်တွေနဲ့တက်ရောက်ခဲ့ပြီးစစ်ကောင်စီဟာနိုင်ငံရေးရအတုံးချမှုပြုလုပ်နေတာလို့တော်လိုင်းအင်အားစုတွေဘက်ကဆိုပါရယ်နေပြည်တော်မှာငင်းငိုင်းဖိုရမ်ကျင်းပနေတဲ့အာဏာသိမ်းစစ်တပ်ဟာပွဲကျင်းပနေတဲ့အချိန်မှာပဲအရက်သားတွေရဲ့နေရာတွေကိုဘုံလိုက်ကျဲတပ်ဖြတ်နေတာကြောင့်စစ်ကောင်စီရဲ့ငင်းငိုင်းရေးကိုအယုံကြည်မရှိဘူးလို့တန်အမျိုးသားလူမျိုးရေးတပ်မတော် TNLA ကဆိုပါရယ် ရင်ချမ်းရေး forum လောက်တာတာပြောတယ်တစ်ဖက်မှာလည်းဒီကျမတို့တန်းဒေတာမကပဲနော်နော်မြန်မာတိုင်းကလုံးမှာဆိုလည်းလက်နက်အဒီလက်နက်ကြီးတွေပြစ်ခတ်တာလေချောင်းကနေတစင်ပုံချေတိုက်ခတ်တာမျိုးတွေရှိပါတယ်ဟုတ်ဒီစစ်ကောင်စီတီဒီအဒီတလာအတွင်းမှာလည်းသူအပြည့်ရတဲ့ချင်းကတော်ရလဲအကျမတို့ဒေတာမှာဆိုသူစစ်စင်တိုက်ခတ်တာမျိုးကတော့နေတိုင်းရှိပါတယ်ဟုတ်ငင်းငင်းရေဖူရမှာစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့နီးစပ်တဲ့တက်ဆိုင်ရာအင်အားစုတွေဟာ အုပ်စုဖွဲ့ဆွေးနွေးတာပြုလုပ်နေပါတယ်။အနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမရောက်နိုင်ရတော့လက်နက်ကင်ဆွဲပြီးလူလားချက်တောင်းဆိုမှုတွေဟာဒီမိုကရေစီနဲ့တွေးဖက်နေပြီးတိုင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့လက်နက်ကင်လမ်းစဉ်စွန့်ကပါတီထောင်ပြီးနိုင်ငံရေးလမ်းကြောင်းကိုလာဖို့ပြောဆိုထားပါတယ်။သူရဲ့ပြောဆိုချက်ဟာလက်တွေ့နိုင်ငံရေးနဲ့ကင်းကွာပြီးငြိမ်းချမ်းရေးအတွက်ဖြေရမှာမဟုတ်ဘူးလို့တော်လိုင်းအင်အားစုတွေဘက်ကတော့တုံ့ပြန်ကြပါတယ်။